။နှစ်ယောက်သားကြောင်းလန့်တကြားနဲ့ကြီးလိုက်တော့ရေထဲမှာထူးဆန်းတဲ့ရေမော်ပင်တွေအများကြီးပေါ်လာတာကိုတွေ့လိုက်ရပါတယ်။အဲဒီရေမော်ပင်တွေဟာအရှိန်ဝုံနဲ့တစူတစီတဲ့စူပေါင်းသွားပြီးအမြင့်ပေရာချီရှိတဲ့ပင်လယ်နဂါးကြီးဖြစ်ပြောင်းလဲသွားပါတယ်။ချက်ချင်းဆိုလိုပဲပင်လယ်နဂါးကြီးဟာသူတို့စီကိုအားရင်ပြင်းနေဖိချလိုက်ပါတယ်။လင်ငယ်လေးဟာချက်ချင်းဆိုလိုမှောက်သွားခဲ့ပါတယ်။ရဲမော်သတိပြန်ရလာတဲ့အခါမှာတော့သူဟာကမ်းခြေကိုရောက်နေပါပြီ။ဒါမဲ့သူဘေးမှာကောင်မလေးကိုမတွေ့ရတော့ပါဘူး။ရေထဲမှာတော့သူ့ရဲ့အိတ်ဆောင်တစ်မြောင်လေးကိုပဲတွေ့လိုက်ရပါတယ်။ ကောင်မလေးတခုခုဖြစ်သွားပြီလို့ထင်ရပါတယ်။ရဲမဝမ်းနဲ့ပူဆွေးနေချိန်မှာပဲသူ့နောက်ကတောင်ပေါ်ကနေရွှေရောင်ရောင်တောက်နေတာကိုတွေ့လာရပါတယ်။သူဟာအမှတ်မထင်တဲ့ရွှေမျိုးတော်ကိုရှာတွေ့ခဲ့တာပါ။ကောင်မလေးရဲ့မရှင်ကိုပြီးမြောက်အောင်ကူညီဖို့အတွက်ရဲမဟာဝမ်းနဲ့မှုကိုအောင်းအေးပြီးသူ့တယောက်တည်းခရီးဆက်ခဲ့ပါတယ်။အကြခင်မှာပဲရွှေတောင်ကြီးကိုကြောဖြတ်ပြီးနောက်မှာရွှေရောင်တောက်နေတဲ့ရဲတာကြီးတခုကိုတွေ့လာရပါတယ်။ရဲမော်မြန်ဝင်လိုက်တော့အပြင်းမန်းကတော့ခန်းနားနေပေမဲ့အတွင်းပိုင်းကတော့လုံးဝပျက်စီးယိုယွင်းနေပြီဆိုတာကိုသိလိုက်ရပါတယ် ဘယ်နှစ်နှစ်လောက်စွန့်ပစ်ထားလဲဆိုတာကိုမသိပါဘူးရဲတရဲဆုံးမှာတော့ထီးနှက်တစ်ခုရှိပြီးအဲ့ဒီဘော်ကဘီရင်ကအယိုးစုဖြစ်ပြောင်းလဲနေပါပြီသူ့လက်ထဲမှာတော့အနက်ရောင်လုံးဝင်းတဲ့ဘောလုံးတစ်လုံးကိုခြင်ထားပါတယ်ရဲမော်ဟာအမိုက်တွေကိုစူဆောင်းရတာဝါသနာပါရာကြောင့်အဲ့ဒီဘောလုံးကိုသူ့အိတ်ထဲမှာအဖိုးတန်ရင်တနာတစ်ခုလိုထည့်လိုက်ပါတယ်ပြီးနောက်အနည်းနာမှာလှုပ်ဝက်လန်တစ်ခုကိုတွေးလိုက်ရတော့အသက်ရှင်နေရည်စင်ဟာအဲ့ဒီထဲမှာရှိနိုင်တယ်လို့သူထင်လိုက်ပါတယ်ရဲမွန်တတိထားပြီးဆင်းသွားလိုက်ပါတယ်မကြခင်မှာပဲသူဟာနန်းဆောင်တစ်ခုကိုတွေးလိုက်ရပါတယ် ။နန်းဆောင်ရဲ့လဲဘိုးမှာတော့အဖြူရောင်ကြောင်စိမ့်တစ်ခုရှိနေပြီးအဲ့ဒီကနေတဆက်ဆက်ယိုကျနေတဲ့ရေတွေဟာအောက်မှာရှိတဲ့ကြာပန်းပုံစံအိုးရဲကိုကျနေပါတယ်။ဘေးပတ်ဝန်းကျင်မြေပြင်ပေါ်မှာလည်းပူဇော်ထားတဲ့ရွှေတင်းကားတွေအပြည့်ရှိပါတယ်။ဒါဟာဒန်နိုင်လာအသက်ရှင်နေရစဉ်ဖြစ်တယ်ဆိုတာရှင်းနေပါတယ်။ဒါပေမဲ့ရဲမော်နားမကတ်ခင်မှာပဲသူ့နောက်ကနေလူသံတွေကြားလိုက်ရပါတယ်။ပင်လယ်တစ်မြောက်အဖွဲ့တစ်ဖွဲ့လည်းဒီနေရာကိုရောက်လာခဲ့တာပါ။ရဲမုံအတွက်ဝမ်းသာစရာကတော့ကောင်းပါလိမ့်မသေးပါဘူး။သူဟာပင်လယ်မြောက်တွေလက်ထဲမှာဖမ်းခံခဲ့ရတာပါ ပြန်လည်ဆုံတွေ့ရတော့နှစ်ယောက်သားအယံပြော်ပြီးတယောက်ကိုတယောက်ပွေးဖက်လိုက်ပါတယ်။ဒါမှမဟုတ်စကားမပြောရသေးခင်မှာပဲပင်လယ်တမြခေါင်းဆောင်ကသူတို့ကိုဖမ်းမှုအမိန်ပေးလိုက်ပါတယ်။ပြီးနောက်သူဟာအသက်ရှင်နေရစဉ်ကိုတမတ်တမောနဲ့တအားကြီးတောက်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲသူ့ကိုယ်ထဲမှာစွဲအိနေပြေဝရာသွားတယ်လို့ခံစားရပြီးသူ့ရဲ့အသက်ကြီးတဲ့ခန္ဓာကိုယ်ဟာလူပြိုလန်းဆန်းလာခဲ့ပါတယ်။အစွမ်းကိုစမ်းသပ်ဖို့အတွက်ခေါင်းဆောင်ကရဲမုံကိုပေါပေါတန်တန်တွန်းလိုက်ရာသူဟာဂိုက်ဆယ်မိုင်ဝေးကိုလွင်သွားပါတယ်။ သူ့ရဲ့လက်အောက်ငယ်သားတွေလည်းအသက်ရှင်နေရည်စင်ကိုတောင်းလိုက်မယ်ဆိုရင်ဘသူမှရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးသူတွေးလိုက်ပါတယ်။ပင်လယ်ဓမြတွေဟာသူ့ရဲ့နာဂယ်ကြောင့်ပျော်ရွှင်စွာ တွေးနေကြမှာပဲ။ရေပြင်ပေါ်ကရွှေတင်းကားတွေဟာတုံခါလာခဲ့ပါတယ်။မျက်စိတမိတ်တွင်းမှာပဲရွှေတင်းကားတွေကနေခေါင်းသုံးလုံးရှိတဲ့ဘလူးကြီးတစ်ကောင်ပေါ်လာခဲ့ပါတယ်။သူတို့ဟာနေရည်စင်ရဲ့အဆောင်ရှောက်တွေဖြစ်နေပါတယ်။ခေါင်းသုံးလုံးဘလူးကြီးဟာအနက်ခံလိုက်ပြီးလူသားအသားကိုစားချင်နေပုံရပါတယ်။လူတိုင်းထိတ်လန့်ကြတဲ့နောက်ဆုံးကုန်ကြပါတယ်။ခေါင်းဆောင်ကတော့လုံးဝမကြောက်ပါဘူး။ သူဟာနေအစဉ်ကိုတောက်ထားတာကြောင့်ဘလူးအီးရဲ့ခြေချောင်းကိုအားကုန်ကန်လိုက်ပါတယ်။ဒါပေမဲ့ဘလူးအီးကဘာမှမဖြစ်ဘဲသူ့ကိုပြန်ရိုက်လိုက်ရာခေါင်းဆောင်ဟာချက်ချင်းသေဆုံးသွားခဲ့ပါတယ်။အခြားသူတွေလည်းဘလူးအီးဘလောက်ကြောက်စရာကောင်းလဲဆိုတာကိုသိသွားပြီးနန်းဆောင်ကနေအသက်လူထွက်ပြေးကြပါတယ်။ရဲမုံနဲ့ကောင်မလေးနှစ်ယောက်တည်းသာတိုင်နောက်မှာပုန်းနေပြီးဘလူးအီးကိုစောင့်ကြည့်နေခဲ့ကြပါတယ်။ရဲမုံဟာဘီရင်လက်ထဲကနေအောင်ဘောလုံးကိုတရေရလိုက်ပါတယ်။အဲ့ဒါဟာဘလူးအီးရဲ့ပျောက်ဆုံးနေတဲ့မျက်လုံးဖြစ်နေပါတယ်။ဒါနဲ့ရဲမုံဟာတတိရှိရှိထွက်လာပြီး ေါင်းသုံးလုံးဘလူးကြီးကိုဘရင်သေးဆုံးသွားပြီလို့ပြောလိုက်ပါရင်ပြီးနောက်သူ့ဟိတ်ထဲကနှဲ့အောင်ဘောလုံးကိုထုတ်ယူပြီးအပေါ်ကနေပေါက်နေတဲ့ရင်ကြီးတွေကိုဖယ်လိုက်ပါရင်ဒါဟာဘလူးကြီးရဲ့ကြီးမားတဲ့မျက်လုံးတစ်လုံးဖြစ်နေတာကိုတွေ့လိုက်ရပါရင်မျက်လုံးကိုပြန်တက်စင်ပြီးနောက်မှာခေါင်းသုံးလုံးဘလူးကြီးဟာအလင်းအောင်ကိုပြန်တွေ့ရလို့အယံပြောသွားခဲ့ပါရင်သူတို့ဟာလမ်းဖွင့်ပေးပြီးကောင်မလေးကိုနှဲ့ရည်စင်ဒပလင်းယူခွင့်ပြုခဲ့ပါရင်လူတွေကိုကယ်တင်ဖို့ချိန်မရှိတော့ပါဘူးအဲ့ဒီချိန်မှာဖက်နှက်ပြန်ဟာအသုံးဝင်လာပါရင် ရဲမော်ဟာကောင်မလေးကိုကြောပိုးပြီးတလန်းကို9ကီလိုမီတာနှုန်းနဲ့တောင်နေမြစ်တွေကြားပြန်တန်းသွားခဲ့ပါတယ်။ဒီခန်းစားချက်ကအရန်ကောင်းပါတယ်။ကဲမကောင်းစွာနဲ့ပဲစုံးမဖွားကြီးဟာလမ်းလျှောက်နေချိန်မှာပဲကောင်းကင်ကနေလူနှစ်ယောက်ရုတ်တရက်ကျလာတာကြောင့်ထိတ်လန့်သွားပြီးတောင်ကုန်းအောင်ကိုလိမ့်ချသွားခဲ့ပါတယ်။မကြခင်မှာပဲနှစ်ယောက်သားသူတို့ရဲ့နေအိမ်ကိုပြန်ရောက်လာခဲ့ကြပါတယ်။နေရည်စင်ကဘီရင်နဲ့မိဖုရားကိုအသက်ပြန်ရှင်စေခဲ့ပါတယ်။ဇလန်းရဲ့ဆုံးမတော့ဘီရင်ဟာဆင်းရဲသောရဲမုံကိုလက်ခံခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ချစ်စလန်းဟာလည်းပျော်ရွှင်စွာပြီးဆုံးသွားခဲ့ပါတယ်။